ကျွန်တော်တို့ Microsoft မှာလူသိအရန်နေသေးတဲ့မတူညီတဲ့ဇာတ်နှစ်ခုရဲ့ total တန်ဖိုးတွေကို auto formula သုံးပြီးတော့ပေါင်းတဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နိုင်လင်းထွန်းပါကျွန်တော်ဒီရဲ့သင်ခန်းစာလေးကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Word software ထဲမှာကျွန်တော်တို့ဒီမှာဇာတ်ကွက်လေးနှစ်ခုကျွန်တော်တို့ဆွဲထားပါတယ်။ဒီတော့ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းထဲမှာဇာတ်ကွက်မှာကျွန်တော်တို့ကတန်ဖိုးတွေကအများကြီးပဲဆိုရင် အပြင်ကနေပြီးတော့ကျွန်တော်တို့ကာကူလေတာသုံးပြီးတော့ပေါင်းတယ်ဆိုရင်လည်းကျွန်တော်တို့အတွက်အချိန်တွေအရန်ကြာတယ်ပေါ့နော်ဒီတော့ဒီလိုမျိုးတွေမပေါင်းတော့ဘဲနဲ့ကျွန်တော်တို့ Microsoft Word မှာ Auto Formula သုံးတဲ့နီလန်လေးတွေကျွန်တော်တို့ရှိတယ်ဒီတော့ဒီကကျွန်တော်တို့က Formula မှာ Sum Formula လေးကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ဇာတ်ကွက်ထဲကတန်ဖိုးတိုတယ်တွေကို Auto ကျွန်တော်တို့ပေါင်းခဲ့လိုက်လို့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်အပေါ်မှာရှိနေတဲ့ဇာတ်ကွက်လေးတစ်ခုမှာတိုတယ်အမောင်လေးကျွန်တော်တို့မပါသေးဘူး ဒီတော့ဒီရက် total amount လေးကျွန်တော်တို့ရဖို့ရာအတွက်ကိုအပြည့်ထုတ်မဲ့ဆဲခွက်လေးမှာကျွန်တော်တို့ဆက်လန်လေးမှတ်ပေးထားပါမယ်ဆက်လန်မှတ်ပြီးသွားပြီဆိုရင်တော့အပေါ်မှာကျွန်တော်တို့ table ၄ရောက်ဆိုတဲ့ကျွန်တော်တို့တက်လေးတစ်ခုတိုးနေတာကိုတွေ့ရပါတယ်တကယ်လို့ကိုကကာစာကြီးကိုစာရွက်ထဲမှာကျွန်တော်တို့ကရောက်နေတယ်ဆိုရင်အပေါ်ကကျွန်တော်တို့ကဘာတန်းလေးမှာ table design နဲ့ table ၄ရောက်ဆိုတာလေးကကျွန်တော်တို့တွေ့ရမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ကဒီမှာဇယားခွက်လေးထဲမှာကျွန်တော်တို့ကိုအပြည့်ထုတ်မဲ့ဆဲခွက်လေးထဲမှာကာစာချထားမယ် ဒီလိုမျိုးကာစာချလိုက်တဲ့အချိန်မှာအပေါ်မှာကျွန်တော်တို့တေဘယ်၄ရောက်ဆိုတာလေးကျွန်တော်တို့တွေ့ရပါတယ်ဒီတော့ကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့ဆဲခွက်လေးတွေမှာရေးထားခဲ့တဲ့တန်ဖိုးတိုတယ်လေးတွေကိုကျွန်တော်တို့ကပေါင်းချင်တာဖြစ်တဲ့အတွက်တေဘယ်၄ရောက်ထဲကနေပြီးတော့မှ data ကျွန်တော်တို့ဒီမှာ data ဆိုတဲ့ကျွန်တော်တို့က2ပေါက်လေးထဲမှာ formula ဆိုတဲ့နေရာလေးကျွန်တော်တို့ရှိပါတယ်မြင်ရလားမသိဘူးเนาะကျွန်တော်တို့ဒီမှာဆိုရင် formula ဆိုတဲ့နေရာလေးရှိတယ်ဒီထဲကိုကလေးတစ်ချက်နေပြီးတော့ဝင်လိုက်ပါမယ် ဒီတော့ကျွန်တော်တို့ formula ဆိုတဲ့အတိုင်းကိုဝင်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ formula ဆိုတဲ့ဘောင်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်ဒီတော့ကျွန်တော်တို့က df ထဲမှာဆိုရင်သူကတခါတည်းသူကအခုလိုမျိုးတွေသူကဝင်နေလိမ့်မယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကနားမလည်သေးဘူးဆိုရင်ဒါလေးတွေကိုကျွန်တော်တို့ကဖြတ်ပြစ်လိုက်ပါမယ် bus bin နဲ့ဖြတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ formula စပြီးတော့မှတွက်ပါမယ် formula တွက်မှဖြစ်တဲ့အတွက်အရင်ဆုံးညီမြချင်းလေးကျွန်တော်တို့ထိုးလိုက်ပါမယ်ကျွန်တော်တို့ပြုလုပ်ချင်တာကဘာပြုလုပ်ချင်တာလဲဆိုရင် တရပေါ်မှာရှိနေတဲ့ဆဲခွက်တွေမှာရိုက်ထားခဲ့တဲ့တန်ဖိုးတိုတယ်တွေကိုကျွန်တော်တို့ပေါင်းကျင်တာဖြစ်တဲ့အတွက်အပေါင်းဖော်မြူလာလေးရေးပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ SUM စမ်းဆိုပြီးတော့မှရိုက်ထည့်လိုက်ပါမယ်။ပြီးရင်တော့ဂွင်းလေးစလိုက်ပါမယ်။ကျွန်တော်တို့ကဘာတွေကိုပေါင်းကျင်တာလဲဆိုရင်ကျွန်တော်တို့အဖြေထုတ်မဲ့ဆဲခွက်ရဲ့အပေါ်မှာရှိနေတဲ့ကိန်းကနန်းလေးတွေကိုပေါင်းကျင်တာဖြစ်တဲ့အတွက် ABOVF ဆိုပြီးတော့မှရိုက်ထည့်ခဲ့မယ်။ပြီးရင်တော့ဂွင်းလေးပြန်ပေးလိုက်ပါမယ်။ဒါလေးကျွန်တော်တို့ကဖော်မြူလာရိုက်ပြီးသွားပြီဆိုရင်တော့ အောက်မှာကျွန်တော်တို့ OK ဆိုတာလေးနှဲ့လိုက်တာနဲ့တပြိုင်တည်းအပေါ်မှာရှိနေတဲ့ကျွန်တော်တို့ကဲငနန်းတံပိုးလေးတွေကိုတိုတန်နေနဲ့ကျွန်တော်တို့ဒီမှာတခါတည်းပေါင်းပေးသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့က formula သုံးပြီးတော့မှကျွန်တော်တို့ပေါင်းတဲ့နီလန်းလေးဖြစ်သွားတယ်။ဒါကတော့ကျွန်တော်တို့ဒီမှာ formula သုံးပြီးတော့မှကျွန်တော်တို့ပေါင်းတဲ့နီလန်းလေးဖြစ်သွားတယ်။ဒါဆိုရင်ကျွန်တော်တို့ပထမနံပါတ်1 တေဘယ်ဇာကွက်လေးမှာကျွန်တော်တို့ကတိုတက်တန်ဖိုးလေးကျွန်တော်တို့ပေါင်းပြီးသွားပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ဒီမှာဒုတိယဇာကွက်လေးမှာလည်းသူ့ရဲ့တိုတက်လေးကိုကျွန်တော်တို့ကပေါင်းလိုက်ပါမယ်။ဒါကြောင့်ကိုပြေထုံးမဲ့ဆဲကွက်လေးထဲမှာကာစာလေးချထားပါမယ်။တေဘယ်လေးယောက်ထဲကနေပြီးတော့မှ formula ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ဒီရဲ့နေရာလေးမှာလည်းကျွန်တော်တို့ကအပေါ်ကဆဲကွက်လေးမှာကျွန်တော်တို့ကပေါင်းခဲ့သလိုပဲ SUM စမ်းဆိုပြီးတော့မှရိုက်ထည့်မယ်။ခွင်းစာခွင်းပိတ်လေးထဲမှာ AVOV ရပ်ဆိုပြီးတော့ရိုက်ထည့် ြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ okay လေးနှိပ်ခက်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ table တစ်ခုချင်းစီရဲ့တန်ဖိုးတိုတယ်လေးတွေကိုကျွန်တော်တို့ကရသွားပြီဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့လိုချင်တာက table တစ်ခုချင်းစီရဲ့တန်ဖိုးတိုတယ်တွေကိုလိုချင်တာမဟုတ်ဘူး။ table နှစ်ခုရဲ့တိုတယ်တွေကို auto formula သုံးပြီးတော့မှဒီအောက်မှာကျွန်တော်တို့ကပေါင်းချင်တာဖြစ်ပါတယ်။ဒီတော့အခုလိုမျိုးကျွန်တော်တို့ကမတူညီတဲ့ဇာတ်နှစ်ခုရဲ့တိုတယ်တွေရလာပြီဆိုရင်သူ့ကိုကျွန်တော်တို့ကမတူညီတဲ့ဇာတ်နှစ်ခုရဲ့ တိုတက်တန်ဖိုးတွေကိုပေါင်းဖို့ရာအတွက်ကျွန်တော်တို့စွဲထားခဲ့တဲ့ဒီရက်ကျွန်တော်တို့ဒီမှာ table 1နဲ့ table 2ဆိုတာလေးကိုကျွန်တော်တို့က Microsoft ဝါထဲမှာကျွန်တော်တို့နာမည်လေးတွေသွားပြီးတော့ပေးခဲ့ရပါမယ်ဒီလိုလေးကျွန်တော်တို့ကပေးဖို့ရာအတွက်ဆိုရင် insert တက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ bookmark ဆိုတဲ့ကျွန်တော်တို့နေရာလေးကျွန်တော်တို့တွေ့အောင်ရှာပေးပါကျွန်တော်တို့ Microsoft Word software version တွေက version တစ်ခုနဲ့တစ်ခုမှာကျွန်တော်တို့နေရာအပြောင်းအလဲလေးတွေကျွန်တော်တို့တွေ့ရတဲ့အတွက် ကျွန်တော်တို့ကိုသုံးတဲ့ Microsoft Office version မှာဒီကကျွန်တော်တို့က bookmark ဆိုတဲ့နေရာလေးကျွန်တော်တို့တွေ့အောင်ရှာပေးရပါမယ်။ဒီတော့ကျွန်တော်ကတော့ဒီမှာ insert တက်ထဲကနေပြီးတော့ link ဆိုတဲ့ group ထဲမှာ bookmark ဆိုတဲ့နေရာလေးတွေ့ရတယ်ပေါ့နော်။ဒီတော့ဒီထဲကိုကျွန်တော်တို့က click တစ်ချက်နေပြီးတော့ဝင်ပေးလိုက်ပါမယ်။ဒီမှာကျွန်တော်တို့က bookmark ဆိုတဲ့နေရာလေးရလာပြီဆိုရင်အရင်ဆုံးကျွန်တော်တို့က cancel လေးပြန်လုပ်လိုက်မယ်။ bookmark မှာစပြီးတော့မှကျွန်တော်တို့က table 1 table 2ဆိုပြီးတော့ နာမည်လေးတွေပေးဖို့ရာအတွက်ပထမဆုံးတေဘယ်လေးကိုကျွန်တော်တို့ဆက်လက်အော်လီပေးခဲ့လိုက်ပါမယ်။တေဘယ်တစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်အော်လီပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့အပေါင်းလက္ခဏာလိုပုံစံလေးရနေပြီးတော့ကလစ်တစ်ချက်နှိပ်ပြီးတော့တေဘယ်တစ်ခုလုံးကိုဆက်လက်လေးပေးမယ်။ပြီးသွားပြီဆိုမှကျွန်တော်တို့ဘတ်မတ်ဆိုတဲ့ထဲကိုဝင်မယ်။ဘတ်မတ် name ဆိုတဲ့ကျွန်တော်တို့နေရာလေးထဲမှာကိုကြိုက်နေတဲ့ကျွန်တော်တို့နာမည်လေးတစ်ခုခုကိုသင်္ကေတအနေနဲ့ကျွန်တော်တို့ပေးခဲ့လို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့ table 1ဆိုပြီးတော့မှကျွန်တော်နာမည်လေးပေးခဲ့လိုက်မယ်ဒါလေးကျွန်တော်တို့ပြီးသွားပြီဆိုရင်တော့ဒီဘက်ဘေးမှာရှိတဲ့ ADDS ဆိုတာလေးမှာကလစ်တစ်ချက်နှိပ်ခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့နောက်ထပ်ဒုတိယဇယားကွက်လေးမှာလည်းဇယားကွက်တစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်လေးမှတ်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ format ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်မယ်ဒီတစ်ခါတော့ကျွန်တော်တို့က table 1မဟုတ်တော့ဘဲနဲ့ table 2ဆိုပြီးတော့မှကျွန်တော်တို့နာမည်ကွက်လေးပေးခဲ့လိုက်ပါမယ်ဒါလေးကျွန်တော်တို့ပေးပြီးသွားပြီဆိုရင်တော့ဒီမှာ အဲ့ဆိုပါလေကျွန်တော်တို့ကလောက်ခက်လက်ယုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ Microsoft Word software ထဲမှာမတူညီတဲ့ဇာတ်နှစ်ခုရဲ့နာမည်လေးတွေကိုကျွန်တော်တို့က table 1နဲ့ table 2ဆိုပြီးတော့မှကျွန်တော်တို့သတ်မှတ်ပေးခဲ့ပြီဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့က table 1နဲ့ table 2သတ်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ total စုစုပေါင်း total အတွက်မဲ့နေရာလေးမှာကာစာလေးပြန်ချပါမယ်ကျွန်တော်တို့တွက်ချင်တာက table 1မှာရှိနေတဲ့ total တန်ဖိုးနဲ့ table 2မှာရှိနေတဲ့ total တန်ဖိုးနဲ့ကိုကျွန်တော်တို့က အော်တိုဖော်မြူလာတောင်းပြီးတော့ကျွန်တော်တို့ပေါင်းမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ပေါင်းဖို့ရာအတွက်ဆိုရင်အင်စားတက်တွေကနေပြီးတော့မှကျွန်တော်တို့ဒီမှာတက်ဆိုတဲ့ဂရုထဲမှာကွက်ပတ်ဆိုတဲ့ကျွန်တော်တို့နေရာလေးတွေ့အောင်ရှာပေးရပါမယ်။ကျွန်တော်တို့ဒီမှာဆိုရင်အင်စားတက်တွေကနေပြီးတော့တက်ဂရုထဲမှာကွက်ပတ်ဆိုတဲ့အထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးလိုက်ပါမယ်။ကိုပတ်ဆိုတဲ့အထဲကိုဝင်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဖေးဆိုတဲ့နေရာလေးကျွန်တော်တို့တွေ့ပါလိမ့်မယ် ီတော့ကျွန်တော်တို့ DF fee ဆိုတဲ့အထည်ကိုဆက်ပြီးတော့ဝင်လိုက်မယ်ဝင်လိုက်တာနဲ့အခုလိုမျိုးပေါက်လေးကြလာပါလိမ့်မယ်ကျွန်တော်တို့ဒီမှာမြင်တွေ့နေရတဲ့ formula ဆိုတဲ့အထည်ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးလိုက်ပါမယ် formula ဆိုတဲ့အထည်ကိုဝင်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့အစောနောက်ကလိုပဲ formula တွက်မဲ့ကျွန်တော်တို့နေရာလေးကိုရောက်လာပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ဒီမှာညီမချင်းလေးထုတ်ပြီးတော့ကျွန်တော်တို့ကပေါင်းကျင်တာဖြစ်တယ်ပေါင်းမှာဖြစ်တဲ့အတွက်အပေါင်းဖော်မြူလာလေးရိုက်ထည့်ခဲ့ပေးပါမယ် SUM စမ်းဆိုပြီးတော့ရိုက်ထည့်မယ် ြီးရင်တော့ဂွင်းလေးစားခက်လိုက်ပါမယ်ကျွန်တော်တို့ပေါင်းကျင်တာကဘာတွေကိုပေါင်းကျင်တာလဲဆိုရင်တေဘယ်1မှာရှိတဲ့ total တန်ဖိုးနဲ့တေဘယ်2မှာရှိနေတဲ့တေဘယ် total တန်ဖိုးကိုကျွန်တော်တို့ကပေါင်းကျင်တာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကတေဘယ်1မှာရှိနေတဲ့ total တန်ဖိုးကဒီက total တန်ဖိုးလေးရှိနေတဲ့နေရာလေးကဆဲကွက်ကျွန်တော်တို့ကဘလောက်မှာရှိတယ်ဆိုတာလေးကိုကျွန်တော်တို့ကကိုကိုတိုင်းသိရှိနားလည်ထားဖို့ကျွန်တော်တို့လိုပါတယ်ဒီတော့ကျွန်တော်တို့ဇာကွက်တွေမှာဆိုရင် ကော်လံတွေကို ကျွန်တော်တို့ကလက်တာ ABCD နဲ့သတ်မှတ်ပြီးတော့ row တွေကိုတော့ကျွန်တော်တို့က number 1 2 3နဲ့သတ်မှတ်တယ်ပေါ့နော်။ column ဆိုတာကတော့ဒီလိုမျိုးအထောင်အနေထားလေးတွေကိုကျွန်တော်တို့က column လို့ခေါ်တယ်။အလျားလိုက်အနေထားလေးတွေကိုတော့ကျွန်တော်တို့က row လို့ကျွန်တော်တို့ခေါ်ပါတယ်။ဒီတော့ကျွန်တော်တို့ဒီမှာ column အရဆိုရင် column A column B ပေါ့။ row number အရဆိုရင်ကျွန်တော်တို့ဒီမှာဘယ်လောက်ရှိလဲဆိုရင် row 5ခုရှိတယ်ပေါ့။ဒါဆိုရင်ကျွန်တော်တို့ဒီရဲ့ table 1မှာရှိနေတဲ့ total table လေးရှိနေတဲ့နေရာလေးက ဆဲခွက်အရေအတွက်ဘလောက်မှရှိလဲဆိုရင်ကော်လန်အရဘီမှရှိတယ်ရိုးနံပါတ်အရဖိုက်မှရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကဂွင်းစာလေးထဲမှာ B5 ဆိုပြီးတော့မှကျွန်တော်တို့ရေးပေးလိုက်ပါမယ် table 1နဲ့ကနေပြီးတော့မှ B5 ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ table 1ပြီးတော့ပြီးဆိုရင်တော့စပေဘားလေးချပြီးတော့ B5 ဆိုပြီးတော့မှရိုက်ထည့်ခဲ့ပြီးပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ကကော်မာပါနောက်ထပ်ကျွန်တော်တို့ကဘာနဲ့ပေါင်းချင်တာလဲဆိုရင် table 2နဲ့ကျွန်တော်တို့ပေါင်းချင်တာဖြစ်တယ် table 2မှာမှကျွန်တော်တို့က table 2ထဲကနေပြီးတော့ကိန်းကနန်းတွေအားလုံးကိုပေါင်းချင်တာမဟုတ်ဘဲနဲ့ table 2ထဲကနေပြီးတော့မှ total တန်ဖိုးလေးနဲ့ကျွန်တော်တို့ပေါင်းချင်တာဖြစ်တဲ့အတွက်အစောနကလိုပဲ column number အရာကျွန်တော်တို့ b မှာရှိမယ် row number အရာကျွန်တော်တို့ file မှာရှိတယ်ဒါကြောင့်ကျွန်တော်တို့က table 2ထဲကနေပြီးတော့လဲ b file နဲ့ကျွန်တော်တို့ပေါင်းမှာဖြစ်တဲ့အတွက် formula လေးကိုအခုလိုမျိုးပုံစံလေးကျွန်တော်တို့ကချပေးရမှာဖြစ်ပါတယ် ဒါဆိုကျွန်တော်တို့ဒီတိနားလည်လောက်မယ်လို့ထင်တယ်နော်ဒီနေရာလေးကကျွန်တော်တို့နည်းနည်းလေးရှုပ်ထွေးနိုင်တာဖြစ်တဲ့အတွက်တေချာလေးလိုက်ပြီးတော့မှအဲဒီနားထောင်ပြီးမှကျွန်တော်တို့ရပါလိမ့်မယ်အခုလိုမျိုးလေးကျွန်တော်တို့က formula ချပြီးသွားပြီဆိုရင်နော်အောက်မှာရှိနေတဲ့ကျွန်တော်တို့ဒီမှာ okay ဆိုတာလေးနှဲလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာသက်ဆိုင်ရာတန်ဖိုး total လေးတွေကိုကျွန်တော်တို့ထွက်လာတာတွေ့ရပါလိမ့်မယ်ဒီတော့ဒီအပေါ်မှာရှိနေတဲ့ကျွန်တော်တို့ကတန်ဖိုး total လေးနဲ့ ဒီရဲ့အောက်မှာရှိနေတဲ့တံပိုးတူတယ်လေးနဲ့နှစ်ခုစုစုပေါင်းအဖြေကကျွန်တော်တို့ဒီလောက်ရပါတယ်ဆိုပြီးတော့မှကျွန်တော်တို့အဖြေထုတ်ပေးသွားပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word မှာမတူညီတဲ့ဇာတ်နှစ်ခုရဲ့တူတယ်တံပိုးတွေကို Auto Formula သုံးပြီးတော့ပေါင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်။အားလုံးတို့လည်းကျွန်တော်တို့အရန်သုံးဝင်လောက်မယ်လို့ထင်နေကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရန်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမင်းမြန်ပေးလို့ရပါတယ်အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Microsoft Word Software ထဲမှာမတူညီတဲ့ဇာတ်နှစ်ခုရဲ့ total tempo တွေကို auto formula သုံးပြီးတော့ပေါင်းတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DOANI dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ် လင့်ကျင့်နေပါတယ်ဆိုတာလေးတွေကို ကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ